ရန်ပြည်နယ်ဝင်ကြီးချုပ်ဦးအောင်အောင်ဒေတာဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့်ဥစားချက်ချန်နှင့်노စားနော်အမွေးမြူရေးချန်များတို့ကွင်းစင်းကြည့်ရှုစစ်ဆေးတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရန်ပြည်နယ်အစိုးရဖွဲ့ပြည်နယ်ဝင်ကြီးချုပ်ဦးအောင်အောင်ပြည်နယ်လုံခြုံရေးနှင့်နေဆက်ရေးရာဝန်ကြီးပြည်နယ်အစိုးရဖွဲ့အတွင်းရေးမှူးပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနပြည်နယ်ဦးစီးမှုနှင့်တာဝန်ရှိသူများလိုက်ပါလျက်ဂျွန်လ၁၈ရက်မွန်လတ္တနာ၏ခွဲကတောင်ကြီးမြို့နယ်ရွှေညောင်မြို့ လိုင်ပုံသာရက်ကွက်အမတ်နှင့်ဦးတောင်းကြည်ဦးစားကျက်မွေးမြူရေးခြံတို့တွားရောက်ကွင်းစင်ကြည့်ရှုစစ်ဆေးကြကြောင်းသိရှိရပါတယ်။ဦးစားကျက်မွေးမြူရေးခြံနှင့်ပတ်သက်၍ပြည်내မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှပြည်내ဦးစီးမှုကရှင်းလင်းရာဦးစားကျက်နှင့်ငားမွေးမြူပြီးလက်ရှိမွေးမြူကောင်ရေဦးစားကျက်36300ကောင်ငမုံနှင့်ငဒန်းအနေငယ်မွေးမြူ၍လက်ရှိဦးစားကျက်ကြီးမွေးမြူထားရှိမှုမှာဦးစားကျက်9800ကောင် ကျဲဥနုံ92.85ရာခိုင်နှုန်းလက်ရှိဥစားကျက်ကျက်လက်ကျက်ငယ်မွေးမြူထားရှိမှု6500ကောင်ရှိပြီးအစာဆက်ဆက်ရုံမှတရက်လျင်ပြင်းပြဆယ်တန်ပတ်ဝန်းကျင်ထုတ်လုပ်ပြီးကိုတိုင်ကျွေးမွေးရန်ထုတ်လုပ်ကြောင်းရှင်းလင်းသွားပါတယ်ထို့နောက်ပြည်내ဝင်ကြီးချုပ်ကကျက်ချင်းများအနက်မထွက်စေရန်ကျက်ချေးကများဆောင်ရွက်ထားရှိရန်လိုအပ်ပါကြောင်းဖြည့်ဆွဲမှကြားခဲ့ပြီးကျက်ချံအစာဆက်ဆက်ရုံနှင့်ငါးကန်တို့ကိုလှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရှိရပါတယ် ၎င်းနောက်ပြည်내ဝင်ကြီးချုပ်နှင့်အဖွဲ့သည်ကလောခရိုင်ဟဲဟုမြို့မိထီလာတောင်ကြီးသွားသောပြည်တော်စုလမ်းမကြီးပေးရှိမျိုးချစ်နိုစားနွားချံအားတွားရောက်ကြည့်ရှုစစ်ဆေးရာပြည်내မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှပြည်내ဦးစီးမှုကနိုစားနွားမွေးမြူထားမှုခြေနေရာရှင်းလင်းရာတုံးနှင်းအောင်နိုစားနွားအမ၄ကောင်တုံးနှင်းအထက်အထီး၂ကောင်အမ26ကောင်စုစုပေါင်း32ကောင်မွေးမြူထားပြီးလက်ရှိနိုဘေးနွားမ14ကောင်မှာ တရက်နိုးပိတ်တာချိန်80ပိတ်တာခန့်ထွက်ရှိကြောင်းနဲ့အညစ်ကြေးစီမံထားရှိမှုမှာနွားချမ်းမနွားချေများ bio gas ပြုလုပ်ရန်နဲ့ EM ပျော်ရည်ပြုလုပ်ခြင်းနဲ့ခြံတွင်းရှိ စိုက်ပျိုးသီးနှံများမြေဩဇာထည့်သွင်းခြင်းဆောင်ရွက်ပြီးနိုးထွက်ပစ္စည်းများဖြင့်ဒိန်းချင်းအသင့်တောင်းနှုတ်နဲ့ထောဘတ်အစီထုံးနှုတ်နှုတ်ခဲများပြုပြင်ထုတ်လုပ်ပြီးတောင်ကြီးနောင်တရာပင်လောင်းကလောအောင်ပန်းဟဲဟူရက်ဆော့ မြောင်ရွှေစသည့်မြို့များသို့ဖြန့်ဖြူးလျက်ရှိကြောင်းနှင့်တလိษံအစားအတွက်ချန်တွင်းကိုတိုင်းနေဗီယာနှစ်ဧကနှင့်မွန်ဘာစာတဧကခန့်စိုက်ပျိုးထားပြီးဒေတာသွင်းကောက်ယူပေဘတ်ဝါစီဘတ်ပြောင်းမုံများဆောင်ရွက်ထားရှိတာကြောင့်ရှင်းလင်းသွားပါတယ်ရင်နောက်ပြည်내ဝင်ကြီးချုပ်နှင့်ဖွဲ့သည့်နွားနှုတ်ညင်ရာတွင်နီးပညာမြင့်နှုတ်ညင်ဆက်ဖြင့်နှုတ်ညင်နေမှုနှင့်ခြံတွင်းရှိနှုတ်စားနွားများဒိန်ကျင်ထုတ်လုပ်သည့်ဆက်ယုံ ခြံဝင်းတွင်စိုက်ပျိုးကြသည့်မွန်ဘားစားနှင့်နေဗီယာမြက်မြူးများလှည့်လည်ကြည့်ရှုကြကြအောင်သိရှိရပါသည်ခင်ဗျာ